ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ကွန်ဒိုတွေကိုမြန်မာနဲ့အမေရိကန်နိုင်ငံသားတွေပုံမဝယ်ယူလာပြီးတရုတ်ဝယ်လက်တွေကြာဆင်းလာကြောင်းသတင်းရှင်းကသတင်းဖော်ပြထားပါတယ်။ ထိုင်းအင်ချန်မြေအချက်လက်စင်တာရဲ့ထုတ်ပြန်ချက်တွေအရတရုတ်ဝင်လက်တွေဟာအရင်က59.6%တိုင်းတော့အထိရှိခဲ့ကြောင်းဒါပေမဲ့2025ခုနှစ်ပထမနှစ်ဝက်ကာလမှာပုံစံပြောင်းလာပြီးတရုတ်ဝင်လက်တွေဟာထိဆုံးမှရပ်တည်နေပေမဲ့၎င်းတို့ရဲ့ဝယ်ယူနိုင်စွမ်းဟာ33ရာခိုင်နှုန်းကိုကျဆင်းသွားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။တခြားဝယ်လက်တွေဖြစ်တဲ့မြန်မာနိုင်ငံသားတွေရဲ့ဝယ်ယူမှုရာခိုင်နှုန်းဟာ42.9%အထိခုန်တက်သွားကြောင်း အမေရိကန်ဝယ်လက်တွေဟာ23ဒသမ800ရာခိုင်နှုန်းအထိရှိလာကြောင်းအထူးခြားဆုံးဝယ်လက်တွေဟာဥရောပတိုက်သားတွေဖြစ်ပြီးအီတလီနဲ့နယ်သာလန်ဝယ်လက်တွေဟာပထမဆုံးအကြိမ်ထိပ်တန်းဝယ်လက်10နိုင်ငံစီးရင်မှာပါဝင်လာတယ်လို့သိရပါတယ်။စံချိန်ပတ်အနေနဲ့ဩစတြေးလျဝယ်ယူမှုက68ဒသမ800ရာခိုင်နှုန်းအစ္စရေးဝယ်ယူမှုက60ရာခိုင်နှုန်းအသေးသေးကျဆင်းခဲ့ပြီးထိပ်ဆုံးဝယ်လက်10နိုင်ငံမှာအများရန်ဒီပါပါဝင်ခဲ့တဲ့တောင်ကိုရီးယားဟာလည်းဝယ်ယူမှုကျဆင်းပြီးထိပ်ဆုံးဝယ်လက်စီးရင်မှာမပါဝင်တော့ဘူးလို့သိရပါတယ်။